တောင်ရင်းမြို့မှာဗိုလ်ချုပ်ကျေးရိုးစိုက်ထူဖို့ဒေသခံတွေကြိုးစားနေတဲ့တရင်ကိုတော့ဦးမြင့်နိုင်ကပြပို့ထားပါတယ်ခင်ဗျာမကွေတိုက်ဒေသကြီးတောင်တွင်းကြီးမြို့မှာအခုဖေဖော်ဝါရီ23ရက်ဗိုလ်ချုပ်မွေးနေ့မှာအာဇာနည်ရင်ပြင်တဲ့ဗိုလ်ချုပ်ကျေးရိုးဖွင့်ပွဲကျင်းပနိုင်ဖို့ဒေသခံတွေကြိုးစားနေကြပါတယ်မန္တလေးကနေပြည်ဆောင်လာတဲ့ဗိုလ်ချုပ်ကျေးရိုးဟာအာဇာနည်ရင်ပြင်ဗိုလ်ချုပ်ပန်းချာတောင်တွင်းမြို့ဗိုလ်ချုပ်ပန်းချာနေကိုရောက်ရှိပြီးတော့မနေ့ပြန်မနေ့ကျွန်တော်9နိုင်မှာ ဘူးကျုပ်ကြီးကိုဒီမှာစိုက်ကြည့်ပြီးတော့ဖေဖော်ဝါရီလ23ရက်နေ့မနေ့9နာရီကြည့်ပြီးဘူးကျုပ်ကြီးတမျိုးလုံးတစ်ခဲနဲ့ဖွင့်လှစ်ကြမှာဖြစ်ပါတယ်တောင်တွင်းကြီးမျိုးကဒီအာသာနီရင်မြင်ထဲမှာကြာဆုံးလေပြီးတော့အာသာနီခေါင်းဆောင်ကိုဦးရဲ့ရုပ်ထုတွေကိုစိုက်ထူသွားမယ်လို့လည်းသိရပါတယ်ဘူဂျောင်းစံကြီးကိုကျွန်တော်တို့ဒီဘဘွားရီစတုံးဘူဂျိုးရဲ့မွေးနေ့မှာစိုက်ကြည့်ပြီးတော့ဂျန်နေအာရာနီရှီဦးရဲ့ဂျီအိုဂျီဇူလိုင်16ရက်နေ့မှာကျွန်တော်တို့ဆက်ပြီးတော့စိုက်ကြည့်မှာဖြစ်ပါတယ် ကုလရှိအနေနဲ့အာဇာနည်ရင်မြန်မာစိုက်ထူမဲ့ဗိုလ်ချုပ်ကျေးရုပ်ကို135သိန်းကုန်ကြခံပြီးဗိုလ်ချုပ်ကျေးရုပ်အမြင့်6ဘီကျိဘိတ်သားချင်း360ရှိတယ်လို့သိရပါတယ်ကျွန်တော်မျက်နှာတင်ပြပို့ထားတာပါ